ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြစ်ချခဲ့တဲ့ရဟတ်ရဲနှစ်စီးတဲ့ကပြက်ကျခဲ့တဲ့တစည်းကို KIA တပ်ရင်းကနေမြေဗမော်မြို့အနောက်ဘက်ရွှေကူမြို့နယ်စင်ငန်းရွာအနီးတောရဲမှာတွေ့ရှိခဲ့ပါတယ်။ဒီဖြစ်စဉ်အတွင်သေဆုံးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထဲမှာဗျူဟာမှုလည်းပါတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါတယ်။ဒါပေမဲ့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကတော့သေဆုံးတဲ့အထဲဗျူဟာမှုပါတာကြားတယ်ဆိုပြီးပြောပေမဲ့အသေးစိတ်အတိမပြုတ်သေးဘူးလို့ဆိုပါတယ်။ မေလ20ရက်မနေ့ကနေ့လယ်ပိုင်းမှာဗမော်မြို့နယ်အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုတက်ကူလာပို့တဲ့စစ်ကောင်စီရဟတ်ရင်၃စီးတဲက2စီးကိုထိမှန်အောင်ပြစ်ချနိုင်ခဲ့တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုထားပါတယ်။ KIA ပြစ်ချခဲ့တဲ့ရဟတ်ရင်ကရွှေကူမြို့နယ်16မိုင်ခန့်အကွာတောရဲမှာပြက်ကျသွားတာလို့ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။စစ်ကောင်စီကလည်းဒီကိစ္စနဲ့ပတ်သက်လို့မနေ့ကသတင်းထုတ်ပြန်ရမှာဗမော်မြို့နယ်အတွင်းရဟတ်ရင်တစီးက တည်ယူပို့ဆောင်ရေးတွေဆောင်ရွက်ချိန်ဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ1400မှာရုတ်တရက်ဆက်ချွေရင်းပြီးပြတ်ကျခဲ့တယ်လို့လိမ့်လည်းထုတ်ပြန်ပါတယ်။ဒါပေမဲ့လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေတဲ့ဗီဒီယိုထဲမှာတော့ရဟတ်ရည်ရဲ့ပန်ကဒလက်ကိုထိမှန်သွားတာတွေ့ရပါတယ်ရှင်။